မင်္ဂလာပါရှင်။နိုဝင်ဘာလ29ရက်ကျသာပရီနေ့ရဲ့ရှယ်ယံကုန်ရဲ့ရန်ကုန်တွင်သတင်းစုံလင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ထန်းတပင်မြူနယ်တွင်တက်တော်ထိန်သိမ်းရေးတော်မီကာကွယ်ရေးနှင့်မိခိုးမြူငွေရှော့ချာရေးဆိုင်ရာအသိပညာပေးဟောပြောတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးထန်းတပင်မြူနယ်တက်တော်ဦးစီးဌာနမှ ညနေဦးစီမှုဦးနိုင်လင်းထွန်းသည်ညနေတွင်ရှိကျောင်းသားကျောင်းသူများနှင့်ရက်ခွက်ကြီးရွာနီးပြည်သူများအားမိကုမြင့်ွေညဉ့်ညံ့မှုဆက်ဆက်ပုံနှင့်လေတုညဉ့်ညံ့မှုကြောင့်လူသားတို့၏လူမှုစီးပွားဘဝများထိခိုက်နိုင်မှုများကိုသိရှိနားလည်စေရန်ရည်ရွယ်၍နိုဝင်ဘာ26ရက်နေ့နက်ပိုင်းကတနီရဲကြီးရွာအုပ်စုကျောင်းကုန်းကြီးရွာရှိဖုံတော်ကြီးကျောင်းတွင်တတော်ထိန်ထိန်ရေးတော်မီကာကိုရေးနှင့်မိကုမြင့်ွေလျှော့ချရေးကောင်းစဉ်ဖြင့်အသိပညာပေးဟောပြောကြောင်းသိရပါသည်။အဲဒီနောက်တက်ရောက်လာကြတဲ့ကျောင်းသားကျောင်းသူများနှင့်ကြီးရွာနီးပြည်သူများကမိမိတို့သိရှိလိုသည့်များ များကိုမေးမြန်းကြရာမြို့နယ်ဦးစီးဌာနမှကပြန်လည်၍ရှင်းလင်းပြောကြားကမြို့နယ်တော်ဦးစီးဌာနဝန်ထမ်းများကအသိပညာလက်ကမ်းစာဆောင်များကိုဖြန့်ဝေပေးကြကြောင်းသိရပါရရှင်ဒီသတင်းကိုတော့စီမင်းထိုက်ကပေးပို့လာတာပါဆက်လက်တင်ဆက်ပြီးမှာကတော့စာဖက်ရှင်မြင့်တေးဟောပြောပွဲများပြုလုပ်တဲ့သတင်းဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးဗုဒ္ဓထောင်ခရိုင်ပစွန်တော်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီးစာဖတ်ချိန်မြင့်တေးရေလှှရှားမှုဟောပြောပွဲနှင့်ကိစ္စနီးပြန်ပွဲများကို နိုဝင်ဘာ26ရက်နေ့နေ့10နာရီကအမလီအခြေခံပညာမူလာရန်ကြောင်းတိစခံမှာမှပြုလုပ်ကြောင်းသိရပါတယ်။ရှေးဥစွာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးဆောင်မူအောင်ကဖွင့်မှာစကားပြောကြားပြီးစာရေးဆရာမမိမျက်ဆန္ဒကစာဖတ်ခြင်းအကျိုးကျေးဇူးကိုအသိပညာပေးဟောပြောပါတယ်။ဆက်လက်၍ကြပြရွတ်စုပြိုင်ပွဲနှင့်ညံဆန်းပြိုင်ပွဲများကိုကျင်းပကတာဝန်ရှိသူများကဆွေးနွေးချင်းမြင်ကြောင်းသိရပါတယ်။အလားတူတိုက်ကြီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီးစာဖတ်ခြင်းမှရရှိနိုင်တဲ့အကျိုးကျေးဇူးများအကြောင်းအသိပညာပေးဟောပြောဝဲကိုနိုဝင်ဘာ25ရက်မွန်လွဲပိုင်းက မြို့မ6အခြေခံပညာမူလာရန်လွန်ကြောင်းမှကျင်းပရာပြန်ကြိုင်းနှိပ်ပြည်သူဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါက်စောဝီကစဖက်ခြင်းသည်ဘဝတသက်တာအတွက်လွန်စွာအကျိုးကျေးဇူးရှိကြောင်းအသိပညာပေးဟောပြောကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့ဟန်ဆုရင်နဲ့ဝီတို့ကပေးပို့လာတာပါထပ်မံတင်ဆက်ပေးမှာကတော့ကျွန်းတင်းမြို့နယ်တွင်အတက်ယောဂဆိုင်ရာသင်တန်းဖွင့်လှစ်တဲ့သတင်းဖြစ်ပါတယ်ရှောင်းကုန်တိုင်းဒေသကြီးကျွန်းတင်းမြို့နယ်တွင် မြန်မာနိုင်ငံအတက်ယောဂစီမံချက်ဖြင့်မြို့နယ်အဆင့်စေတနာဝန်ထမ်းကျန်းမာရေးလုပ်သားများအတွက်အတက်ယောဂဆိုင်ရာသင်တန်းဖွင့်ပွဲကိုနိုဝင်ဘာ26ရက်နေ့နဲ့9နာရီကတွင်တင်းမြို့နယ်ပြည်သူ့စေယုံစီဝေခန့်မှာကျင်းပရာခတိယတိုက်နယ်စေယုံဆရာဝန်ဒေါက်တာမျိုးမင်းအောင်ကအဖွဲ့မှစကားပြောကြားကြောင်းသိရပါဗျ။ဆက်လက်၍တွန်တေးမြို့နယ်မြို့နယ်ကျန်းမာရေးမှူးအဆင့်တဲဦးလာစုနှင့်တာဝန်ရှိသူများကဆက်လက်ပူဇော်ကြောင်းသိရပါဗျ။ အဆိုပါတင်နန်းသူပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကျန်းမာရေးဝန်ထမ်းများနဲ့စေတနာဝန်ထမ်းကျန်းမာရေးလုပ်သား30ဦးတက်ရောက်ခဲ့ကြောင်းသိရပါပါရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ကိုညံကုန်းမြို့နယ်တွင်တဘောင်ဝမြေရောစာပြုလုပ်ခြင်းတရုတ်ပြဝဲကျင်းပတဲ့တည်ရင်ဖြစ်ပါတယ်။ရှမ်းကုန်းတိုင်းဒေသကြီးကိုညံကုန်းမြို့နယ် ဝါကောက်တော်ကြေးရွာရွှေပြည်အေးဓမာယုံမှာတဘာဝမြေရောစာပြုလုပ်ခြင်းတည်ဥပြပွဲကိုနိုဝင်ဘာ25ရက်ကပြုလုပ်ကြောင်းသိရပါတယ်။ရှေးဦးစွာကုန်းချံကုန်းမြို့နယ်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးချံဖျံကအမှာစကားပြောကြားပြီးရှာကွန်တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမြေအုံချရေးဌာနဝယ်မှလက်ထောက်ညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်မော်က ြည်စည်းလွှာဖွံ့ဖြိုးရေးနည်းပညာဟောပြောပါရယ်ဆက်လက်ပြီးသဘာဝမြေဩဇာပြုလုပ်ပုံမြေစည်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစံစဘာမပါရှိအောင်ထိန်းသိမ်းပြုစုနည်းနဲ့စဘာမြေစည်းစားရေးဆိုင်၍မြို့ရွေးချေတည်ပြခြင်းများကိုဆောင်ရွက်ကြကြောင်းသိရပါရယ်ရှင်ဒီသတင်းကိုတော့ဆွေနွေကပေးပို့လာတာပါ နောက်ဆုံးတင်ဆက်ပေးမှာကတော့တက်ဆိုင်ရာမြို့နယ်ပြပရောက်ဆနာမဲပေးပံဝင်ရှိသူများကျွနေဆနာမဲပေးတဲ့တရင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးရန်ကင်းမြို့နယ်တွင်ကျွတင်ဆနာမဲလက်မှတ်ဖြင့်ဆနာမဲပေးနိုင်ရေးအတွက်ပုံစံ15ဖြင့်တောင်းဆိုသောမြို့များရှိမဲစင်းပါရှိတဲ့တက်ဆိုင်ရာမြို့နယ်ပြပရောက်ဆနာမဲပေးပံဝင်ရှိသူများရိုင်းနေရဆက်ခွာနေရသူများအား မိမိတို့ရဲ့မေပေးခွင့်မဆုံးရှုံးစေရအတွက်နိုဝင်ဘာ26ရက်နေ့နေ့ပိုင်းကမြို့နယ်အထူးတီအုပ်ချုပ်ရေးဦးစီးဌာနယုံတွင်ကျူတင်ဆနမေပေးကြကြောင်းသိရပါဗျ။ကျူတင်ဆနမေပေးနေမှုကိုမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များတာဝန်ရှိသူများကကြည့်ရှုကြကြောင်းသိရပါဗျ။အလားတူအလုံမြို့နယ်စောရင်ပိုင်းတောင်ရက်ကွက်မြူဝါလန်း မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမှာတွင်နိုဝင်ဘာ26ရက်နေ့နေ့ပိုင်းကရခိုင်ပြည်နယ်ဂွားမြို့နယ်မှာနေရဆောင်ကပြည်သူများမှကျွနေဆန္ဒမေးပေးကြကြောင်းသိရှိရပါတယ်ရှင်။